ားလုံးပဲမင်္ဂလာပါ Invisible 49 YouTube Channel နဲ့ဒီဗီဒီယိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ဗျ။ ီကနေ့မှာတော့ကျွန်တော်တို့အနေနဲ့ဒီနေ့မနက်အစောပိုင်းမှာရှင်းပြန်ကစားကြတဲ့ Arsenal အသင်းနဲ့ Bayern Munich အသင်းတို့ရဲ့ Champion League ပွဲစဉ်ကပွဲပြီးသုံးသက်ချက်လေးတွေကိုသုံးသက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာ Arsenal အသင်းက Bayern Munich အသင်းကို၃ဂိုးတကူစတဲ့ရလန်နဲ့အင်ဂွင် Emirates မှာပြည့်ပြည့်သားသားကိုအနိုင်ယူပြီးတော့ Champion League ရဲ့အမှတ်ပေးစရာကိုဦးဆောင်နိုင်ခဲ့ပြီးပဲဖြစ်တယ်ပေါ့နော်။ဒီပွဲစဉ်မတိုင်ခင်မှာအာဆင်နယ်အသင်းရဲ့ပြိုင်ဘက်ပြိသက်တွေအနေနဲ့အာဆင်နယ်အသင်းကဘီယန်မြူနစ်အသင်းကိုဒီခက်ခက်ခဲခဲကစားဖို့ရှိတယ်အနိုင်ရရှိဖို့မလွယ်ဘူးလို့တုံ့သက်ခဲ့ကြ သလိုပဲဒီ Bayern Munich အသင်းကိုယ်တိုင်ကလည်းသူတို့ရဲ့ဒီ official page ကနေပြီးတော့အရင်ကာလတွေတုန်းက Arsenal အသင်းနဲ့ထိတိုက်တွေ့ဆုံခဲ့တဲ့ result တွေကိုပြန်လည်တင်ပြပြီးတော့ဒီသူတို့ရဲ့ဒီစိတ်တဆစ်စင်ရေးကိုပြုလုပ်ခဲ့တယ်ဗောနော်အဲတစ်ဖက်မှာလည်းဒီ Arsenal ကစားသမားတွေကိုပြေးသက်တွေပါဒီအရင်ကာလတွေတုန်းက Bayern Munich အသင်းနဲ့ထိတိုက်တွေ့ဆုံတဲ့အနေအထားမှာရက်လက်မကောင်းခဲ့တဲ့အပေါ်မှာဒီစိုးရိမ်ပူမမှုတွေရှိလာအောင်လို့ပွဲစဉ်မစခင်တည်းကကြိုတင်ပြင်ဆင်ခဲ့တယ်ဗောနော် ဒါပေမဲ့တကယ်တမ်းပွဲစပြီးတော့စတင်ကစားခဲ့တဲ့ခါမှာတော့အာဆင်နယ်သင်းကအားလုံးထင်ထားတဲ့ဒီအမြင်တွေကိုပြောင်းပြန်လှန်ခဲ့ပြီးတော့ပြည်မင်းစ်အသင်းကိုအဖက်ဖက်ကနေပြီးတော့အသာဒီအသာဒီကနေပြီးတော့ကစားနိုင်ခင်တာတွေ့ရတယ်ဗောနော်ပရမတ်ဆုံးအနေနဲ့ကျွန်တော်တို့ ဒီပွဲမှာအာဆင်နယ်တင်းရဲ့ဒီပွဲထွက်လူစည်းရင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်ဂိုးသမားနေရာမှာဒေဗစ်ရာယာညာညာနောက်ခလုံနေရာမှာဂျူရီယန်တင်ပါနဲ့စန်တာဘတ်အတွဲကိုတော့အဝီလျံဆာလီဘာနဲ့အဲဒီမော့စကာယာကိုအသုံးပြုခဲ့တယ်ပေါ့နော်ဘယ်နောက်ခလုံနေရာမှာတော့လူငယ်လူငယ်ကစားသမားလေးလူဝစ်ကဲလေးကိုအသုံးပြုခဲ့တယ်ဒီနေရာမှာတခုအန်ဟောဖို့ကောင်းတာကဒီကာလာဖီယိုရီကိုအနာပေးခဲ့သလိုမျိုးဒီစန်တာဘတ်နေရာမှာလည်းဘော်ဒက်စ်လီကအတွေ့အကြုံရှိပြီးသားဟင်ကာဘဲကိုမတုံမဲနဲ့မော်စကာယာကိုထည့်ပြီးတော့ သုံးပြခဲ့တယ်ဗောနော်ကွင်းလယ်ခံစစ်နေရာမှာတော့မာတင်ဇူဘီမန်နီကိုအသုံးပြခဲ့ပြီးတော့ကွင်းလယ်ကျန်တဲ့နှစ်နေရာမှာတော့ဒီကလန်ရိုက်စ်နဲ့အေဗရီချီအစည်းကိုအသုံးပြုခဲ့တယ်ဗောနော်ဘေတောင်မန်တိုက်စစ်မှာတော့ဒီလီယန်နိုထရော့ဆော့ကိုနေရာချထားခဲ့ပြီးတော့ညာတောင်မန်တိုက်စစ်မှာတော့အာဆင်နယ်ရဲ့အသင်ကောင်းဆောင်အဖြစ်ဘူကာယိုဆာကာကပွဲထွက်ပါဝင်ကစားခဲ့တယ်အထောင်တိုက်စစ်မှာတော့မီကယ်မီရီတို့ကိုပွဲထုတ်လာခဲ့ပြီးတော့ဘိုင်မင်းစ်အသင်ရဲ့ဒီ ခံစစ်လိုင်းကိုအတော်လေး pressure ပေးနိုင်ခဲ့တာကိုလည်းတွေ့ရတယ်ဗျ။ဒီနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းကအသင်းလိုက်ကစားပုံရအတော်လေးကောင်းမွန်ခဲ့တယ်လို့ပါဝင်ကစားခဲ့ကြတဲ့ကစားသမားအများစုကလည်းတာမန်ထက်ပိုတဲ့စွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့တာကိုကျွန်တော်တွေ့ခဲ့ရတယ်။ဒီနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းရဲ့ဒီတိုက်စစ်တန်တန်းတန်းလုံးကဘီယမ်နစ်အသင်းရဲ့ခန်းစစ်ကိုပွဲချိန်ပြေတောက်လျှောက်ပရက်ရှာပေးနိုင်ခဲ့တယ်လို့မျိုးပဲ မော်ဒန်ဘောလုံးလောကရဲ့အကောင်းဆုံးစွီပါကီပါလို့သတ်မှတ်ခံရတဲ့မန်ရယ်နော်ယာကိုယ်တိုင်တော့မှပဲဒီ BW တွေလောင်ဘောပေးပို့မှုတွေမှာအလွယ်လွယ်ချော်ချော်နဲ့အချိန်အများစုမှာသူရုံးကန်ခဲ့တာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျဒီနေ့ပွဲစဉ်ရဲ့ပရမအဆုံး twin goal ကိုတော့အာဆင်အသင်းကပွဲချိန်22မိနစ်မှာရရှိခဲ့ပြီးတော့ညာဘက်တောင်းကန်မောကနေရရှိခဲ့တဲ့ဘောလုံးကိုဘူကာယိုဆာကာကန်နေပေးပို့ခဲ့ပြီးတော့ Julian Timber ကအကောင်းဆုံးခေါင်းတိုက်ဆုံးသက်ပြီးတော့အာဆင်အသင်းကိုပရမအဆုံးအဖွင့်ကိုရရှိစေခဲ့တယ်ဗောနော်အဲ့ဒီနောက်မှာ BMS အသင်းက တိုက်စစ်တိုက်စစ်ဖို့မြင့်တင်လာခဲ့ပြီးတော့ခြေပါကိုရဖို့အတွက်ကြိုးစားလာခဲ့တယ်။အဲအဲ့လိုနဲ့ဒီပွဲချိန်32မိနစ်မှာတော့ BN Minutes အတင်းရဲ့လူငယ်ကစားသမားလေးကားကဒီ Olise ရဲ့ပေးပို့မှုကနေသူခြေပါကိုတွင်းနိုင်ခဲ့တယ်ပေါ့။ဒီကိုမှအာဆင်နယ်အသင်းအနေနဲ့ပြောကြချင်တာကလူငယ်ကစားသမားလေး Louis Scaly နဲ့အနေငယ်ဖုံအောင်နေခဲ့ပြီးတော့ဒီ Olise ကိုမထိန်းနိုင်ခဲ့တဲ့ နောက်မှာ PM list အတင်းကခြေပါကိုရရှိခဲ့တယ်ပေါ့နော်အဲခြေပါကိုရပြီးတော့မကြောက်3မိနစ်လောက်ပဲကြာတယ်ပုံစံတူပဲထပ်ပြီးတော့ဒီ PM list အတင်းကပြေးပို့ခဲ့ပြီးတော့ဒီဒီချိန်မှာလည်းလူငယ်ကသားသမားလေးကားကဒီစွဲဝင်ပြီးတော့ကံသိမှုစ조사ခဲ့ပြီမြေဒီဒီချိန်မှာတော့ကံမကောင်းခဲ့ဘူးပေါ့နော်ခြေပါကိုရဥဆောင်ကိုရမယ်အခွင့်အရေးနဲ့လွှဲချော်ခဲ့တယ်အဲနောက်မှာအာဒီနေ့ပွဲစဉ်မှာအာဆင်နယ်အတွက်ဒီ ဆုံးရှုံးမှုနစ်နာမှုတခုလို့ပြောလို့ရမှာကတော့ပွဲချိန်38မိနစ်လောက်မှာဒီအသင်းရဲ့ဒီရာဒီအားထားတဲ့ဘဲတောင်မှတိုက်စစ်ကစားသမားလီယန်နိုထရော့ဆော့ဒန်ယာရခဲ့တယ်။အဲဒီနောက်မှာထရော့ဆော့ဒန်ယာရခဲ့နောက်ပိုင်းမှာ အာကျွန်တော်တို့ထင်တာကကြတော့မာတင်နဲလီကိုဒါရိုက်ထည့်မယ်လို့ထင်ထားခဲ့ရင်လည်းဒီနီးပြမီခဲယာဒီတာကဒီထရော့ဆော့ရဲ့နေရာမှာနိုနီမာတူဂီကိုအရင်ဆုံးထည့်ပြီးတော့ဘဲတောင်မှာကစားစီခဲ့တယ်ပေါ့နော်။အဲအဲ့ နူနီမာတူဂီကိုထည့်လိုက်တဲ့အချိန်မှာမာတူဂီအနေနဲ့ဒီဘဲတောင်မှာကစားတဲ့ပွဲချိန်ကစားပွဲကစားချိန်မိနစ်တွေမှာခြေစွမ်းတိတ်မပြနိုင်ခဲ့ဘူးဗျဒီတစ်ဖက်ကနောက်တောင်းလဲတိတ်ပြီးတော့ချော်ဖြတ်ပြနိုင်ခဲ့ခြင်းမရှိဘူးဗောနော်အဲ့လိုနဲ့ဒီဒုတိယပိုင်းပွဲချိန်60ကျော်လာတဲ့ခါမှာအာဆင်နယ်တင်းကလူစားလဲမှုတွေပြုလုပ်ခဲ့တယ်။အဲ့ဒီလူစားကပရမသုလူစားလူစားလဲမှု2ရောင်းအနေနဲ့ကဒီအာဆင်နယ်တင်းမှာပွဲဆက်တွေများပြီးတော့ပွဲပန်းသလိုဒီနေ့ပွဲစဉ်မှာအနည်းဆုံး2ရောင်းစီ နှစ်ယောက်လောက်အထိလူကကစားချင်းခံနေရတဲ့ဘူကာဆာကာကိုအနာပေးခဲ့ပြီးတော့ဒီမာတင်နယ်လီကိုအစားထုတ်ခဲ့တယ်အဲ့လိုပဲဒီနောက်တန်းမှာလည်းအနေငယ်ဖုံအောင်နေတဲ့လူငယ်ကစားသမားလေး Louis Scale ကိုထုတ်ပြီးတော့ဒီရာသီအကောင်းဆုံးခြေစွမ်းပြနေတဲ့ဒီ Calafio တွေထည့်သွင်းသုံးပြီးခဲ့တယ်ပေါ့နော်အဲ့နောက်ပိုင်းမှာဒီ Martinelli ကသူ့ရဲ့မူလဘယ်တောင်မှကိုပြန်ကစားခဲ့ပြီးတော့ Noni Madugi ကိုဒီစာကမ်းနေရာမှာညာတောင်မှထည့်ကစားခဲ့တယ်အဲ့အဲ့လိုဒီကစားက ်ဒီဟာချိန်ပြီးတော့မကြောက်ဘူးအာဆင်နယ်တင်ဒုတိယမြောက်ဦးဆောင်ကိုထပ်ရတယ်အဲ့ဒါပါလို့ဆိုရှင်ဒီဘယ်တောင်မှာနေပြီးတော့ဒီ overlap တက်လာတဲ့ကာလာဗီယိုရီယာကိုအီရီယာဘောက်ဆဲကိုဖြတ်တင်မောပေးပို့ခဲ့ပြီးတော့နိုနီမာတူဂီကအကောင်ဆုံးအဆုံးသတ်နိုင်ခဲ့တယ်ပေါ့နော်ဒီမှာတစ်ခုချီကျွားမှာမီခေယာဒီတာအနေနဲ့ဒီနေ့ပွဲစဉ်မှာဒီ ဆုံးဖြတ်ချက်ကိုမှန်ဆုံးဖြတ်ချက်တွေမှန်ကန်ခဲ့ပြီးတော့လူစားလဲတင်းတဲ့အချိန်မှာမှန်ကန်တဲ့လူစားလဲမှုကို ပြုလုပ်ခဲ့တယ်အဲ့ဒီမှန်ကန်တဲ့လူစားလဲမှုအနေမှာတဆင့်အာဆင်နယ်တင်းနေတဲ့ဥဆောင်ကိုတွေရရှိခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာတော့ဒီအာဆင်နယ်တင်းနေတဲ့ဘီအန်ဝင်းဘီအန်မင်းအတင်းရဲ့ဒီတိုက်စစ်တွေကိုထိန်းကစားရတဲ့ဒီနောက်ဆုံးပိတ်ဂိုးတော့ကောင်တာအတက်ကနေပြီးတော့တဆင့်မာတင်နယ်လီကသူ့ရဲ့ထရိတ်မန့်အတိုင်းပဲ ဒီလူကျွန်းထောင်ချောက်ကိုပြေးထွက်သွားပြီးတော့ပြေးထွက်လာတဲ့ဒီမန်နွေနော်ယာကိုတော့မန်နွေနော်ယာကိုလည်းတစ်ချက်ကြော်ပြီးတော့လွတ်လွတ်ကျွတ်ကျွတ်ပဲကိုယ်သမားမရှိတဲ့ကိုပေါက်ထဲကိုအကောင်းဆုံးအဆုံးတန်နိုင်ခဲ့တယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာဒီပြေးသက်အများစုထင်ထားခဲ့သလိုမျိုးအာဆင်နယ်အသင်းကရုံးကန်ခဲ့ရခြင်းမရှိဘဲနဲ့ဒီဘယ်မင်းနစ်အသင်းကိုတက်တောင်တက်တာနဲ့ပြောလို့ရတဲ့အနာ သုံးဂိုးတကိုးစတဲ့ရလန်နဲ့အနိုင်ရရှိခဲ့တယ်ဒီနေ့ပွဲစဉ်မှာပြင်မြူနစ်အသင်းအနေနဲ့အာဆင်နယ်အသင်းကိုတော်တော်လာလာချင်းချောင်းနိုင်ခဲ့ခြင်းမရှိဘူးအဲကိုကန်သွင်းခွင့်ဆိုလို့ရှိရင်လည်းရှော့အတာကတ်ဆိုလို့ရှိရင်နှစ်ကြိမ်ပဲရှိခဲ့တဲ့အထီကိုတော်တော်လေးကိုရုန်းကန်ခဲ့ရတော့ကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်ပွဲချင်းပွဲမပွဲမစားခင်အချိန်တုန်းကဗျာပိတ်သက်တွေထင်တာကဘီယန်မြူနစ်အသင်းကဒီယာဒီမှာရှုံးပွဲလုံးဝမရှိသေးဘူးသူတို့အနေနဲ့ တေးဝဲတပွဲတာရှိထားခဲ့တယ်ဗောနော်အဲ့ဒီတော့ကြောင့်အာဆင်နယ်အသင်းနဲ့ဘီယန်မြူနစ်အသင်းကိုနိုင်ဖို့မဖြစ်နိုင်ဘူးနိုင်ဖို့မလွယ်ဘူးလို့ဒီအထင်မျိုးမျိုးသုံးသပ်ခဲ့ကြရမယ်လက်တွေ့မှာတော့အာဆင်နယ်ကဒီပြိုင်ဘက်ပြိသက်တွေရဲ့အမြင်ကိုစန့်ကျင်ဘက်ပြောင်းပြန်လှန်နိုင်ခဲ့ပြီးတော့3-1ဆိုတဲ့ရလနဲ့ထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့တယ်လို့ပြောကြတဲ့ကျွန်တော်ရဲ့ဒီအစီအစဉ်လေးကိုဒီနေ့ဒီနေရာမှာပဲအဆုံးသတ်ပြသေးပါ ကြည့်ရှုအားပေးကြရတယောက်ချင်းဒီနောက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ပါဝင်ပြကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ပါသေးဘူးဆိုလို့ရှိရင် like and subscribe လေးပြုလုပ်ပြီးတော့အားပေးကြရပါလို့ပြောကြရတဲ့ဒီနေရာမှာမင်းညီကုန်းချုပ်ပြရသေးပါ